င်္ဂလာမနက်ခင်းပါရှင်။နိုဝင်ဘာလ23ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုံးနဲ့တင်ဆက်ပေးသွားပါရမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ချောင်းဆောင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလင်လောင်းတွေရဲ့အမည်စရင်ပါစာရွက်ကိုစုပ်ဖျင်းခဲ့တယ်လို့ဆိုပြီးအမျိုးသားတဦးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံထားရတဲ့တဲ့။သတင်းကျွန်းနဲ့တဆောင်းတိုင်းကာလတွေအတွင်းစိုက်ထီယိုးစီရောမြကြီးတရှိရာစိုက်ထီယိုးဒေတာကိုပြရင်းပြပဖျားဖို့ခရီးသွားနှစ်သိန်းခန့်လာရောက်ခဲ့တဲ့တဲ့။ IS အဖွဲ့ကိုချိန်မုံမဲ့အမေရိကန်ဦးဆောင်တဲ့နိုင်ငံတကာညွန်ပေါင်းအုပ်စုမှဆီးရီးယားပါဝင်မယ်ဆိုတဲ့သတင်းဂဒါဖီရဲ့သားလက်မနော်မှာဆယ်နှစ်ကြာအဖမ်းခံရပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာတဲ့သတင်းနဲ့2026ကမ္ဘာဖလားပြိုင်ပွဲဟာနောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့ဆီရိုနက်တိုအတည်ပြုခဲ့တဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဥဆောင်တဲ့ဘုံအနေနဲ့ချောင်းဆောင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းတွေရဲ့အမည်စင်ရင်ပါဆာရွက်ကိုစုပ်ဖျင်းခဲ့တယ်လို့ဆိုပြီး အမျိုးသားတအိုးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံထားရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ချောင်းဆောင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စရင်းပါစာရွက်ကိုစုပ်ဖျင်းခဲ့တယ်လို့ဆိုပြီးအမျိုးသားတအိုးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။ဝေမာလေးရဲ့ညနေပိုင်းကချောင်းဆောင်မြို့နယ်ကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာကတ်ထားတဲ့ ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စင်းပါဆောင်ရွက်ကိုစုပ်ဖျင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာအဆိုပါဆောင်ရွက်တွေကိုစုပ်ဖျင်းခဲ့သူဟာကွန်ရိုက်ကြီးရွာနေအသက်65နှစ်အရွယ်ဦးကျော်မြင့်ဆိုသူဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြောင်းနဲ့သူ့ကိုနိုဝင်ဘာ9ရက်မနက်ပိုင်းကရဲတပ်ဖွဲ့က၎င်းရဲ့နေအိမ်မှာတွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါရတယ်။ ၎င်းကဆက်လက်ပြီးအခင်းဖြစ်တဲ့အချိန်မှာဥကြော်မြင့်ကနည်းနည်းလေးမူးနေတယ်လို့သိရတယ်။ဆောင်ရွက်ကိုမဆုတ်ဖြဲခင်ရုံးကိုလည်းခဲနဲ့ပြစ်သေးတယ်လို့ပြောတယ်။သူ့ကိုလောလောဆယ်ချောင်းဆုံမျိုးမရင်စခန်းမှာရွေးကောက်ပွဲကာကွယ်ဥပဒေအရအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်လို့ပြောပါတယ်။ဦးကျော်မြင့်ကိုချောင်းဆုံမျိုးမရင်စခန်းမှာပ126မြင်းဆောင်2025ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကာကြီမြင်းဆောင်24ကာကြီအရအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တရင်ကျွတ်နဲ့တဆောင်နိုင်ကာလတွေအတွင်းစိုက်ထီယိုဇီရောမြက်ကြီးတရှိရာစိုက်ထီယိုဒေတာကို ပြည်ရင်းပြည်ပဖျားဖို့ခရီးသွားနှစ်သိန်းခန့်လာရောက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာပါတရင်ကျွန်းကာလနဲ့တဆောင်နိုင်ကာလတွေအတွင်းစံတော်ရှင်ကြိုက်ထီယိုဇီရောမြကြီးတီရှိရာကြိုက်ထီယိုဒေတာကိုပြည်ရင်းပြည်ပဖျားဖို့ခရီးသွားနှစ်သိန်းခန့်လာရောက်ခဲ့တယ်လို့ဘန်နာရော့ထိန်ကောဘကအဖွဲ့ထံကသိရပါဗျ။တရင်ကျွန်းလာဆန်း၁၂ရက်နေ့ကနေ၁၄ရက်နေ့အထိအော်တိုဝါ၃ရက်ကနေ၅ရက်အထိ ပြရင်းဖရာဘို35,6985ဦးနဲ့ပြပဖရာဘို494ဦးစုစုပေါင်း35,8440ဦးလာရောက်ခဲ့ကြကြောင်းနဲ့သတင်းကျွမ်းလာပြည့်နေအော်တိုဝါ6ရက်မှာလဲပြရင်းဖရာဘို22,184ဦးနဲ့ပြပဖရာဘို9သွား9ဦးစုစုပေါင်း22,189ဦးလာရောက်ခဲ့ကြောင်းစံတော်ရှင်ကြိုက်တိဦးစီရောမြကြီးရဲ့ဘန္နာရတိန်ကောဘကအဖွဲ့ကောင်းဆောင်ဖြစ်သူဦးစိုးလာကပြောပါတယ်၎င်းကဆက်လက်ပြီး ကြိုက်တီယိုဖျားပွဲတော်ရဲ့အစဉ်လာအရဖျားမှုတွေကရင်းမြစ်တော်ပေါ်မှာဖျားရီပါရီငှားပြီးတော့အေးအေးချမ်းချမ်းနဲ့နေထိုင်လေးရှိကြတယ်။ဒါပေမဲ့ရာသီဥတုကမိုးတွေလည်းရွာလေတွေလည်းတိုက်တော့ရင်းမြစ်တော်ပေါ်မှာဘလို့မှနေထိုင်လို့မဖြစ်လို့ဖျားမှုတွေကနေချင်းပြန်ပြန်ဆင်းလာကြတာတွေအများကြီးရှိခဲ့ပါတယ်လို့ပြောပါရတယ်။ဒါပြင်နိုဝင်ဘာ၄ရက်နေ့တစောင်းမုံးလာပြည့်နေ့မှာလည်းပြည်ရင်းဖျားဖို့8940ဦးနဲ့ပြပဖျားဖို့ခရီးသွား22ဦး စုစုပေါင်း9862ဦးလာရောက်ခဲ့ကြောင်းနဲ့နေ့စဉ်လဲပြည်ရင်းပြည်ပဖျားဖို့ခရီးသွားတပ်တောင်းခွဲဝင်းကျင်လာရောက်လျက်ရှိရလို့ဆိုပါတယ်။ယမန်နစ်ကစံတော်ရှင်ကြိုက်ထီယိုးစီရောမြတ်ကြီးတိရှိယာကြိုက်ထီယိုးဒေတာကိုဖျားဖို့ရိခရီးသွားတွေအများပြပြန်လည်ဝင်ရောက်လာကြတဲ့အတွက်အဆိုပါဒေတာအတွင်းမှာရှိတဲ့တဲခိုဆောင်လုပ်ငန်းစားတောက်ဆိုင်နဲ့တခြားဆက်ဆက်လုပ်ငန်းတွေပြန်လည်ကောင်းမွန်လာကြောင်းလဲဒေတာကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အာရစဖွဲ့ကိုချိန်မုံမဲ့အမေရိကန်ဦးဆောင်တဲ့ညောပေါင်းအဖွဲ့မှာဆီးရီးယားပါဝင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်အစိုးရရဲ့အရှိန်လေပိုင်းဆိုင်ရာမူဝါဒပြောင်းလဲတစ်ခုအဖြစ် IS အဖွဲ့ကိုချိန်မုံမဲ့နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာဆီးရီးယားနိုင်ငံလဲပါဝင်လာမှာဖြစ်ပါတယ်။အာဆက်ဖြုတ်ချခံရပြီးတဲ့နောက်ဆီးရီးယားသမ္မတဖြစ်လာသူအာမက်အေရှာရာနဲ့ဒေါ်နယ်ထရမ့်တို့နိုဝင်ဘာ10ရက်ကအင်ပီရိုမှာတွေ့ခဲ့ကြပြီးတဲ့နောက်ဒီကြေညာချက်ထွက်လာတာဖြစ်ပါတယ်။ နိုင်ငံတကာညွန်ပေါင်းအဖွဲ့ဆိုတာဟာကြံရှိနေတဲ့ IS အဖွဲ့ကိုချိန်မုံမှုနဲ့အရှိအလေပိုင်းကိုပြပစစ်သွေးကြွတွေစိတ်ဝင်နေတာကိုတားဆီးဖို့ယူရဲဖွဲ့ထားတာဖြစ်ပြီးစီးရီးယားကနိုင်ငံ60မြောက်ဖြစ်ပါတယ်။အမေရိကန်အစိုးရကအေရှာရာကိုအကြမ်းဖက်ဆင်းရဲကနေဖိရှားပေးလိုက်ပြီးရပိုင်းအကြမှာထရမ့်နဲ့တွေ့ဆုံတာဖြစ်ပါတယ်။ကောင်းဆောင်တဲ့ဦးတွေးဆောင်မှုကထူးခြားခဲ့ပါတယ်။ပုံမှန်နဲ့မတူပဲအေရှာရာနဲ့ထရမ့်တို့တွေးဆောင်မှုကိုမီဒီယာမပါဘဲတကားပိတ်ပြုလုပ်ခဲ့ပါတယ်။ ပြည်ရဲတဲ့တင်ပတ်မှာထရမ်ကဆီးရီးယားကောင်းဆောင်ကိုတော်တယ်လို့ချီးမွမ်းခဲ့ပြီးအေရှာရာကခက်ထန်သူဖြစ်ပေမဲ့လည်း၎င်းနဲ့အလွန်အဆင်ပြေပြီးဆီးရီးယားရဲ့တိုးတက်မှုများစွာတွေးလာရကြောင်းပြောပါရယ်။အရိကန်ကလူသားချင်းစာနာရေးအကူအညီတွေပေးဖို့ဆီးရီးယားနဲ့အင်ဇီရီတို့ကြားအခြေအနေကိုစောင့်ကြည့်ဖို့ဒမတ်စကတ်မြို့အနီးမှာစစ်စခန်းတစ်ခုတည်ဆောက်ရေးစီစဉ်ထားတယ်လို့ဆီးရီးယားမှာရှိတဲ့တန်တမန်သတင်းရင်းမြစ်တွေက AFP ကိုပြောပါရယ်။ရှာရာဘတ်ကလည်း73နှစ်ကြာပြည်ရင်းစစ်ကြောင့်ပြိုလဲနေတဲ့နိုင်ငံကိုပြန်လည်ထူထောင်ရမှာ။ အမေရိကန်ရဲ့ထောက်ပံ့မှုကိုရယူခြင်းပွဲရှိနေပါတယ်။ဂဒါဖီရဲ့သားလေဗနွန်မှာဆယ်နှစ်ကြာအဖမ်းခံရပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာခဲ့တဲ့တရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ဖြုတ်ချခံခဲ့ရတဲ့လေဗျားအာနာရှင်ဟောင်းမိုအမဂဒါဖီရဲ့အငယ်ဆုံးသားဟန်နာဘဲဂဒါဖီဟာလေဗနွန်မှာဆယ်နှစ်နေပါဖမ်းဆီးခံရပြီးတဲ့နောက်နိုဝင်ဘာ10ရက်နေ့ကပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဟန်နီဘက်ကိုလေဗနွန်အာနာဝိုင်တွေက2015ခုနှစ်ကဖမ်းဆီးခဲ့ပြီး1998ခုနှစ်ကလေပြားမှာပျောက်ဆုံးသွားတဲ့ လမ်နွန်ရှိရိုက်ဘာသာရေးခေါင်းဆောင်တဦးနဲ့ပသက်တာတွေကိုဖုံးကွယ်ခဲ့မှုတန်နီးယားနဲ့ရုံးတင်ခြင်းမရှိဘဲဖမ်းဆီးထားတာဖြစ်ပါတယ်။1998ခုနှစ်ကဟန်နီဘယ်နှစ်နှစ်သားအရွယ်သားရှိပါသေးတယ်။ဟန်နီဘယ်ရဲ့ရှေ့နေအဆိုရအမေရိကန်အမေရိကန်ဒေါ်လာ6သိန်းပေးချေပြီးတဲ့နောက်လွတ်မြောက်လာတာဖြစ်ပါတယ်။အော်တိုဘာမှာတရားရုံးကဟန်နီဘယ်ကိုဒေါ်လာ70သန်းနဲ့ပတ်မှာ၎င်းတို့ဘက်ကအယူခံဝင်မှုကြောင့်ပမာဏညော့သွားတာဖြစ်ပါတယ်။2015ခုနှစ်မှာလမ်နိုမာရှိရဲ့လက်နက်ကိုင်အဖွဲ့တစ်ခွဲကဟန်နီဘယ်ကိုပြန်ပေးဆွဲလိုက်ပါသေးတယ်။ ဒါပေမဲ့ပြန်လွတ်လာခဲ့ပြီးနောက်မှ၎င်းကိုအာဏာပိုင်တွေကဖမ်းဆီးခဲ့တာပါ။ဂဒါဖီကို2011ခုနှစ်မှာတပုံတွေကရှင်းပြလိုက်ပြီးတဲ့နောက်ဆီးရီးယားကို၎င်းထွက်ပြေးခဲ့ပါတယ်။အဲဒီနောက်မှာမှအိုမန်မှာနေအခြေချုပ်နေခဲ့ပါတယ်။ဂဒါဖီအစိုးရလက်ထက်ကဟန်နီဘယ်ဟာထဲဝါစွာနေတတ်သူလို့ထင်ရှားခဲ့ပါတယ်။နောက်ဆုံးသတင်းတပုံအနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲဟာနောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့ဆီရိုနေတိုအတည်ပြုခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ ေါ်တူဂီလူရင်းစင်အတင်းကောင်းဆောင်တိုက်စင်မိုဆီရိုနယ်ဒိုက2026ကမ္ဘာဖလားပြိုင်ပွဲဟာသူ့အတွက်လူရင်းစင်ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲဖြစ်လာမယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဆီရိုနယ်ဒိုဟာလက်ရှိအချိန်မှာ2026ကမ္ဘာဖလားခြေစစ်ပွဲရှင်ပြိုင်ကစားဖို့ပေါ်တူဂီနိုင်ငံကိုရရှိနေပေမဲ့စော်ရီမာပြုတ်လုတဲ့ကမ္ဘာခရီးသွားကွန်ဖရင့်ကိုအွန်လိုင်းကတက်ရောက်နေစမှာ CNN ကအနားယူမဲ့အချိန်ကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။ 2026ကမ္ဘာဖလားကနောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်သလားဆိုတဲ့မေးမြန်းမှုကိုစီရနေတို့ကသိကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်42နှစ်ပြည့်တော်မှာကြောက်မှာလို့ပြောကြခဲ့ပါတယ်။ဒါဖြင့်တနှစ်တမမဟုတ်နှစ်နှစ်ကြာရင်အနားယူတော့မယ်လို့လည်းဆိုခဲ့ပါတယ်။လက်ရှိအခိုက်အတန့်မှာအရန်ကောင်းနေတယ်လို့ကျွန်တော်ခန်းစားရပါတယ်။ကျွန်တော်ကိုရီအတွင်းနဲ့မြန်ဆန်ပြီးထထမြမြရှိနေတယ်လို့လည်းခန်းစားရပါတယ်။ပျော်ရွှင်ရတဲ့အခိုက်အတန့်မှာဒါပေမဲ့မကြခင်အနားယူတော့မှာပါ။ဘာကြောင့်လဲဆိုတော့ဖော်လုံးအတွက်ကျွန်တော်အားလုံးပေးအပ်ခဲ့ပြီးပါပြီ။ အနည်းဆုံး25နှစ်တာကာလမှာအရာအလုံးလဲလှုပ်ဆောင်ခဲ့ပြီးပါပြီ။မကြခင်ဆိုတဲ့အသေးပဲကတစ်နှစ်တမမဟုတ်နှစ်နှစ်ပါလို့၎င်းကပြောပါရယ်။ Serenade ဟာကမ္ဘာဖလားပြိုင်ပွဲကို၅ကြိမ်ရှင်ပြိုင်ခဲ့သူဖြစ်တာကြောင့်လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကသူ့အတွက်6ကြိမ်မြောက်ဖြစ်လာမှာပါ။ပေါ်တူဂီအသင်းကလောလောဆယ်ခြေစစ်ပွဲမှာအောင်သေးပေမဲ့နှစ်ပွဲလိုမှာဒုတိယနေရာကအသင်းကို၅မှတ်ဖြတ်ထားတာကြောင့်အိုင်ယာလန်အာမေးနီးယားတို့နဲ့ရင်ဆိုင်ရမယ့်နှစ်ပွဲမှာနှစ်မှတ်ရရုံနဲ့ခြေစစ်ပွဲအောင်မြင်တော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ23ရက်နေ့မနက်ခင်းသတင်းတွေကိုတရက်ထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ညနေ4နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူဝဲတင်ရှင်ပါတယ်ရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေ။